ကျွန်တော်တို့ကဲမလို့ကဟောပေါ့ဒီ30ရက်နေပေါ့နော်30ရက်နေအတွက်ဒါအဖွင့်နေမနေ့အတွက်ပေါ့နော်ကျွန်တော်စပြီးတော့ကြည့်ကြမယ်ပေါ့အဖွင့်နေမနေ့မှာကျွန်တော်တို့ဘာတွေရှိမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ချက်ကြည့်မယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘယ်လိုမျိုးရှိမလဲပေါ့နော် long by side long by side ကိုလို့ယူမလဲပေါ့ဟုတ် ဒီငါဒီငါနဲ့တုံးတဲ့ပေါင်းတော့ရှင်းပေါ့နော်ရှင်းနေအဲ့လိုပြရမကောင်းဘူးနော်ဒီလိုဝိုင်းလေးနဲ့ပဲတော်လိုက်တာကောင်းမှာတင်တယ်ဝိုင်းလေးနဲ့ပဲဒီကနေစာနော်ဒီနှစ်ရေဒီနှစ်ရေဒီတုံးရေဒါကဒီငါရေပေါ့နော်အဲ့နှစ်တုံးငါပေါင်းရင်ကျွန်တော်တို့တုံးရပါရင်သူရနော် တုံညာရတာပေါ့နော်တုံညာဘာရဒီမှာသင်ပြီးအဲ့မှာသင်ပြီးတဲ့ကနောက်တစ်ခုကျွန်တော်တို့နောက်တစ်ခုကကျတော့ဒီမှာအနည်းနဲ့ပြောင်းလိုက်ဒီခွန်ရယ်ဒီတုံးရယ်နော်အဲ့တုံးရယ်ဒီခွန်ရယ်ခွန်တုံးခွန်ပေါင်းခွန်တုံးခွန်ပေါင်းရယ်ခွန်ရယ်ကနော်ခွန်ဆိုတော့ခွန်တုံးခွန်ပေါင်းရယ်ခွန်ရယ်ခွန်ကဒီမှာလာထွက်တယ်နော်ဟုတ် ကဲနောက်တစ်ခုအရာနောက်တစ်ယောက်ထပ်ပြောင်းလိုက်ရှင်းသွားလို့ကဲဟုတ်ပြီအဲ့တော့နောက်တစ်ခုကကြတော့ဒီ၄ရယ်ဒီ၆ရယ်ဒီ၃ရယ်ဒီ၆သုံးဒီ၆သုံးပေါင်းရင်းရကြတော့ကျွန်တော်၃ရယ်ပါနော်၃ရယ်တော့ကကြတော့ဒီမှာ၃ထိပ်လာပြီနော်လာပြီနည်းများကြီးသွားတယ်ကျွန်တော်လည်းတော့လာဒါဆိုရင်ကျွန်တော်မနက်ကမနက်အတွက်ထိပ် မ်ထိတ်တော့မဟုတ်လုံးပိုင်ပါနော်လုံးပိုင်လိုပဲပြောပြောကြတာပါနော်ထိတ်ယူတည်တည်ကြီးတော့မမှတ်တယ်ပေါ့ဒီဘွားကြမှာနောက်ပိုင်းလာပြီးွားရတော့တမျိုးဖြစ်နေတယ်ပေါ့နော်အဲထိတ်ကြည့်ပဲလို့တည်တည်ပြောလို့မရအောင်ကြောက်ပြီးဒီမှာကျစိတ်နဲ့ပြန်ပြမယ်ဒီမှာ၃ရရေဒီ၅ရေအ sorry တုံညရေ9ရေပေါ့တုံညရေ10ရေဒီ3ရေเนาะတုံညရေ10ဒါဒီရတော့တိရเนาะ တစ်ပါတည်ရတယ်အဲ့တော့၅ပန်းအတွဲကျွန်တော်တခုမှတ်ထားတယ်ဘုနော်ထိတ်တုံးဟုံလုံးပိုင်ဘုနော်ထိတ်ထိတ်လဲလာနိုင်လို့ထိတ်လဲလာနိုင်လို့လုံးပိုင်နေတယ်ပတ်တိဘုနော်လုံးပိုင်နေတယ်လေကျွန်တော်ပြီးနိုင်တယ်ဟာလုံးပိုင်ဘုနော်ထိတ်တုံးဟုံလုံးပိုင်ပေါ့ပြီးနိုင်တာတစ်ဘုနော်တစ်တစ်ဆိုရတယ်ဘုနော်ကဲဟုတ်ပြီကျွန်တော်နောက်ထပ်ကျွန်တော်ပါဠိထပ်ရှင်းအောင်လေဘုနော်ကြည့်ကြပါ ော်ဒီမှာပဲတစ်ခါပြန်ဖြတ်ပြီးတော့ဒါနဲ့ဖြတ်လိုက်ရတယ်ရတယ်ဒီကောင်လေးဒီကောင်လေးဖြတ်လိုက်ပါနော်ဒါနဲ့ဖြတ်လို့စာရေးတာဖြတ်လို့ရဒီဘောဖြတ်လို့ရဒီကောင်လေးတော့လိုက်ဟုတ်ပြီဒီကောင်လေးဖြတ်လို့ရကိုင်းနေဖြတ်လို့ရတစ်ပါရနော်တစ်ပါတစ်ပါရှိရဲ့ကျန်နိုင်ရှည်လုံးပါတာ တယ်။ဒါကမြေတော့နောက်ထပ်ကနောက်ထပ်ကဘလိုမျိုးပြီးလဲနော်။ဒီကောင်ကတော့ဒီကောင်နဲ့တွားလိုက်။ဟုတ်ပြီဘယ်လိုမှောင်းသုံးနေနေကျွန်တော်တို့ဒီကိုးနော်ဒီကိုးဖြစ်ဖို့အတွက်ကိုးလိုက်။သူကကိုးဖြစ်တော့ကိုးနဲ့လေးနဲ့ပေါ့နော်နှလုံးပေါ့နော်ကိုးလေးနဲ့အဲ့တော့ဒီမှာကိုးပြတဲ့အတွက်ကြောင့်ဒီမှာကိုးလေးဆိုပြီးတော့နော်ပါဝါယူထားလိုက်ကိုးလေးအဲ့တော့ကိုးလေးဖြစ်ရ ဘောပြောလို့ကိုလေးဖြစ်ရမယ်ဆိုရင်ဒါဆိုဒီမှာဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့ကိုဆိုတာကြီးเนาะအဲနှလုံးပေါင်းခြင်းကိုဖြစ်တယ်တခါကျွန်တော်ဒီမှာနှစ်ဆိုတာရှိတယ်ဆိုနှစ်ဆိုတော့ဘာရမလဲဆိုတော့နှစ်ခွန်ဆိုပြီးမှလာเนาะနှစ်ခွန်ဆိုပြီးမှအဲ့တော့ဒီမှာကခွန်နဲ့၃ညနဲ့ပေါင်းခြင်းကဒီခွန်ဆိုပြီးတော့ဖြစ်တယ်ဗောနော်အဲခွန်နဲ့၃ညနဲ့ပေါင်းခွန်လို့ဆိုပြီးဖြစ်တယ်တခါကျွန်တော်ဒီမှာ ကျွန်တော်ဒီခွန်ပေါ့နော်ဒီခွန်ဆိုတော့ကျွန်တော်ပါရေးမယ်ခွန်ဆိုတော့ခွန်နှစ်ပဲနော်ခွန်နှစ်ပဲခွန်နှစ်ဆိုတော့တစ်ခါဒီမှာကျွန်တော်ဒုံညာခွန်ဆိုပြီးတော့ခွန်ဖြစ်တယ်နော်ဒုံညာခွန်ဆိုပြီးတော့ဒီခွန်ဖြစ်တယ်နော်အဲ့ဒီအဲ့ဒီခွန်ဖြစ်တယ်အဲ့တော့နောက်တစ်ခါကျွန်တော်ဒီမှာဒုံညာလို့လာပြီးနော်ဒုံညာဒုံညာဆိုတော့ဒုံညာ၅ဖြစ်ရမယ်နော်ဒုံညာ၅ဒုံညာ၅ဖြစ်ရမယ်ဒါဆိုတော့ခွန်နဲ့၃နဲ့ပေါင်းရင် တို့များလိုက်ပြီးနော်အဲ့တော့အဲ့ပုံစံတိုင်းပဲဆက်သွားမယ်ဆိုရင်ကျွန်တော်ဒီမှာခွန်ခွန်ဆိုတော့ဗာရမယ်ဆိုရင်ကျွန်တော်တို့ခွန်နှစ်ဖြစ်ရမယ်ပေါ့နော်ခွန်နှစ်ဖြစ်ရမယ်နှလုံးပေါင်းခြင်းခွန်နှစ်ဖြစ်ရမယ်ဆိုရင်ဒီမှာခွန်ဖြစ်ဖို့လို့ဆိုရင်၄ထည့်ရမယ်နော်နှစ်ဖြစ်ဖို့လို့ဆိုရင်၃ကိုတုံးတဲ့ကိုလည်းပေါင်းခြင်းနှစ်ဆိုတော့ဒါခွန်နှစ်ဒါတော့ဒီမှာကျတော့ကျွန်တော်၄ကိုထိတ်ဆိုတာမျိုးရတယ်ပေါ့နော်၄ကိုထိတ်ရအဲ့တော့ဒီမှာတစ်ချက်မှန်မှာ၄ရဲ့ ိုးရေကကျွန်တော်တို့ထိတ်ဆိုတာရှိပါတယ်နောက်လေးကိုထိတ်ရှိတယ်ခဲဟုတ်ပြီတော့ကျွန်တော်ဒီပုံမှာပဲနောက်ထပ်အပိတ်တစ်ခုဆက်ပြမယ်เนาะအပိတ်တစ်ခုဆက်ပြမယ်ဆိုဘယ်လိုမျိုးပြမလဲပေါ့အပိတ်တစ်ခုတော့ဒါမှလည်း32ရင်းနေမနေ့ပိုင်းတော့เนาะအဲ့တော့ကြည့်တော့တဲ့လူလေးတွေလည်းကျွန်တော်တို့ light and share ဒါမှမဟုတ်လက်မလေးတွေပဲဖြစ်ဖြစ်ပေါ့เนาะ နှိပ်ပြီးသွားကြပါတယောက်စီတယောက်စီပေါ့တယောက်ခြေတိုင်းတယောက်နှိပ်သွားတယ်လူအယောက်တစ်ထောင်ခြေတယောက်အယောက်တစ်ထောင်နှိပ်သွားလိုက်ပေါ့နော်ခင်နောက်တစ်ခုကပါလေပေါ့နောက်တစ်ခုကပါလေဆိုတော့ဒီမားတဲ့သူကဘယ်နေစမ်းလဲဆိုတော့ဒီဒီနှလုံးပေါင်းခြင်းပေါ့နော်ဒီနှလုံးပေါင်းခြင်းရခွန်ဒီနှလုံးပေါင်းခြင်းခွန်ဖြစ်တယ်ခွန်ဖြစ်တယ်ခွန်ဖြစ်လို့မလို့တဲ့ ်ဒီလိုမျိုးသူကဒုံပေါင်းခြင်းဒီမှာတော့အနည်းနဲ့ပဲသုံးလိုက်ပါဘောနော်ဒီလိုမျိုးဒုံပေါင်းခြင်းကတော့ခုံပေါင်းခြင်းတစ်စိဒီမှာခုံဖြစ်တယ်ဘောနော်ဒီခုံဖြစ်သွားလက်ခါရဲကျွန်တော်ဒီမှာဒါကြောင့်လို့အစိမ့်နဲ့သွားပါရစိမ့်နဲ့သွားမယ်ဒီမှာခုံခုံပေါင်းခြင်းကတော့ခုံခုံပေါင်းခြင်းရတလေး ဆိုတော့ဒီမှာကမန်နှလုံးယူရမှာနော်ပါဝါနှလုံးယူရမှာဒီမှာတစ်လုံးနဲ့ယူပါဒီမှာခွန်ဆိုရင်ခွန်နှစ်ယူပါအဲ့လိုဒီမှာလို့ခွန်ခွန်ပေါင်းခြင်း၄တော်တော်လေးပါပါကိုလေးကိုဖြစ်ရမှာပေါ့နော်လေးကိုဖြစ်ရမယ်ဆိုရင်ကျွန်တော်ဒီမှာဒီ၅၅တို့ညာပေါင်းခြင်းကဒီအားနဲ့ပေါင်းလို့၃လို့ဆက်ပေါင်းလို့ကိုဖြစ်သွားတာပေါ့နော်ဒီကိုဖြစ်သွားတာအဲ့ကိုဖြစ်သွားတာအဲ့နောက်လိုက်ကျွန်တော်ထင်ရတယ်အများအစိမ့်နဲ့တော့ တော့ဒီမှာ၃ညာ၄ပေါင်းခြင်းကတဲ့ sorry ဟုတ်ဘယ်လိုပြောပါဟိုနေကောဒါဟောမဟုတ်ရှုပ်အရင်ကသင်ရောင်းလေးနဲ့တုံညာလေးပေါင်းခြင်းဟာလေးနော်လေးဆိုတော့လေးကိုပဲနော်ဆိုလေးကိုတဲ့အဲ့တော့ဒီမှာဘာထပ်ပြည့်လဲဆိုတော့ အနည်းနဲ့တော့နော်ဒီမှာခုံခုံပေါင်းတော့၄ဒီနည်းတုံညာနဲ့ပေါင်းတော့လေ၄ပဲအဲ့တော့ဒီ၄ပေါ့နော်အဲ့ဒီမှာ၃ဘွဲ့ပြီးထားတယ်ဒါဆိုတော့ကျွန်တော်မလက်ခေါင်းအတွက်ဒီမှာအစိမ့်နဲ့တော့နှုတ်ငါအတွက်ဆိုရင်ဒီမှာမပေါင်းလဲဆိုခုံ၃ညပေါင်းတယ်ခုံ၃ညပေါင်းတော့ခုံပါဗျာဆိုခုံခုံရဲ့ပါဝါနေခုံတစ်ပြည့်ရဒါဆိုခုံတစ်ပြည့်ရမယ်ဆိုရင်နော်ခုံတစ်ပြည့်ရမယ်ဆိုရင်ဒီမှာအနည်းနဲ့တော့နော် နည်းပြရမယ်ဆိုရင်ဒီသုံးလုံးပေါင်း၄သုံးပေါင်းခြင်းက၄သုံးပေါင်းခြင်းရခုနညပေါင်းခြင်းကိုခုနည်းပြရမယ်နော်တော့၄သုံးပေါင်းခြင်းရခုခုဆိုတော့ဒီမှာနောက်ပိတ်ပါဖြစ်နော်နောက်ပိတ်ကကျွန်တော်တို့၃ရရှိတယ်၃ရရှိမယ်ပြီးတော့၄ဖြစ်မယ်ဆိုရင်၅ရှိမယ်နော်အဲ့တော့အပိတ်အနေနဲ့ကျွန်တော်၃ည၅ပိတ်အပိတ်အနေနဲ့၃ည၅ပိတ်ရတယ်လို့ကျွန်တော်ယူဆလိုက်ပါ တောင်ညာငါအဖိတ်နော်ကဲဟုတ်ပြီတော့ကနန်းတွဲကြည့်ကြနော်ကနန်းတွဲကြည့်ကြကနန်းတွဲကြည့်ကြမယ်တကယ်လို့လုံးပိုက်နေပါတယ်ထိုက်ရလေတယ်ဆိုရင်တော့ဒီတိုင်းဒီ post မတင်တော့ဘူးနော်ဒီတိုင်းလေးဒီဒီတိုင်းလေးတိုင်းတင်ပေးလိုက်မလို့ video မတင်တော့ဘူးနော်ကဲလုံးပိုက်ထိုက်ရမယ်အဲ့တော့ဟောမနက်ပိုင်းအတွက်ကကျွန်တော်တို့နော်30တရေပေါ့နော်30တရေနော် ၃လ25မိနစ်ပေါ့နော်မိနစ်အနေနဲ့ကျွန်တော်တစ်ပိုင်းရှိတယ်တစ်ထိပ်တစ်ပိုင်းပေါ့နော်ထိပ်ဆိုရင်တစ်ပတ်တိဆိုရင်တစ်ပေါ့နော်အဲ့တော့တစ်တုံညာရှိမယ်နောက်တင်ငါရှိမယ်နောက်နောက်ပြကြတော့ဒါနောက်ဝန်းကျင်တစ်ချိတ်နဲ့ဇူနာတော့ကျွန်တော်ပါ၄ကိုနော်ဆိုတော့၄၀၄တစ်ရှိမယ်၉တစ်ရှိမယ်ပေါ့နော်၉တစ်ရှိမယ်ဒါအတင်းနဲ့တွေ့ နောက်တစ်ခုကတော့၄ကိုထိတ်ကို35ပိတ်နဲ့တွဲမယ်ဆိုရင်၄တုံညာရှိမယ်၉တုံညာရှိမယ်ပြီးတော့၄ငါရှိမယ်၉ငါရှိမယ်ဘောနော်ဒါ၄ကိုထိတ်ကို35ပိတ်အဲ့တော့ဒီ၈ကိုဘောနော်ဒီ၈ကိုအဲ့ဒီ၈ကိုဘုံမလာမလောက်မှာထိုးရမှာပေါ့အဲ့တော့အဲ့ဒီအမှကျွန်တော်တို့ဘာလေးခြိုက်လဲပေါ့အဲ့ဒါလေးချက်ဟာ highlight လုပ်ပေးမယ်ဘောနော်အဲ့ဒီကဘာလေးကောင်းလဲပေါ့ ျွန်တော်တော့လည်းဘယ်လိုဗန်နဲ့တွေ့ဆိုရင်ကျွန်တော်ဒီဒီအစိမ်းနဲ့ပဲကျွန်တော်ပြလိုက်ပါမယ်ပေါ့နော်နံပါတ်တွေ့ဆိုရင်ကျွန်တော်40ချိန်ပါတယ်ပြီးတော့90ချိန်ပါတယ်တော့နောက်ကျွန်တော်တို့တင်းနေပတ်သက်လို့ဆိုရင်ကျွန်တော်တင်းကနော်တင်းကလို့30အဲ့အဲ့၄ခွက်ချိန်ပါတယ်နော်တင်းက30အကျန်တဲ့ဒါဒီလေးဘက်ကမိန်ပေါ့နော်ဒီလေးတည်းရဲ့ ိုတည်ရေလေးငါရေကိုငါရေတော့ဒူမိန်ပေါ့နော်ဒူမိန်ပါတကယ်လို့ထိတ်စီဆွဲရင်လို့ရှိရင်ကျော်ထိတ်စီအနေနဲ့မှာအနည်းနဲ့ရေးပြမယ်နော်ထိတ်စီအနေနဲ့ဆွဲမယ်ဆိုရင်ကျော်တစ်ထိတ်ဆွဲပေါ့နော်ပတ်တီးအနေနဲ့ထိတ်စီအနေနဲ့ဆွဲဆိုတစ်ထိတ်ဆွဲပေါ့နော်နောက်ခုပြောချင်တာကဘာလဲပေါ့ဘာလဲဆိုတော့နောက်ခုကပြောချင်တာဘာလဲဆိုကျွန်တော်တို့အဖတ်စင်ပေါ့နော်ဒါပြီးနေကြ ပေါ့လေးလုံးအခွေရေတော့ငွေလေးခွေရေပေါ့နော်ငွေလေးခွေရေအဲ့ဒါလိုချင်လို့ရှိရင်ကျွန်တော် Viber မှာလာယူလို့ရပါတယ်ဒါ Viber ကတော့ကျွန် Viber နံပါတ်အမြဲတမ်းတင်ပါတယ်နော်ဖုန်းတွေကလာပြီးမတောင်းနဲ့ပေါ့နော် Viber မှာကျွန်တော်လာယူပေးပါပေါ့နော် Viber မှာလာယူလို့ရပါတယ်အဲ့ဒါလေးကျွန်တော်ပြောခြင်းပဲဖြစ်တယ်ပေါ့နော်တော့ Viber နံပါတ်ကဒါလေးလုံးအခွေနေ sorry လေးလုံးအခွေရေလေးလုံးအခွေရေ အခွေရယ်တော့ပြတော့မွေးလေးကိုရယ်ဘလို့မွေးလေးကိုမွေးလေးကိုအဲ့ဒါလာယူလို့ရှင်မွေးလေးကိုရယ်လာယူလို့ရှင်ဖိုင်ဘာမှာလာယူပါတော့ဖုန်းနဲ့မတောင်းနဲ့နော်ဖိုင်ဘာပဲလားဖိုင်ဘာပဲဖိုင်ဘာမှာပဲကျွန်တော်ပြီးတာပါအဲ့ဖုန်းနံပါတ်โอเคအဲ့မှာလာယူပါဒီမှာဆန်းတော့ နယ်လေးတင်းသေးလေးရဲအဲ့မှာလိုက်နော်ကဲဟုတ်ပြီဒါတော့ထုံးတဲ့တိုင်းကတ်စင်ကိုလေးလုံးကိုမွေးလေးကိုဒါပေးနေကြပါနော်အဲ့ဒါပေါက်ပေးနေနေဒါယူရင်ရပါလေကဲအားလုံးပဲကံကောင်းကြပါစေဗျာနော်အားလုံးပဲကံကောင်းကြပါ